မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇင်ဘာလ1ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ချင်းပြည်နယ်အတွင်းကိုထိုးစစ်ဆင်လာတဲ့စစ်ခွေးစစ်ကြောင်း၃ကြောင်းကိုခုခံတိုက်ခိုက်ရာစစ်ခွေးတွေဘက်ကဗိုလ်မှူးလမျိုးထုတ်အပါအဝင်ဗိုလ်ကြီးနဲ့စစ်ခွေးအများအပြားကိုခြေမုံးနိုင်ခဲ့ပြီးတော့ချင်းဒေါ်လိုင်းတပ်ဖွဲ့ဝင်9ဦးလည်းမြင့်မြတ်စွာကြာဆုံးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုနှစ်မေလကနေဩဂတ်လအတွင်းမှာသခိုင်းတိုင်းကလေးမျိုးကနေစစ်ကြောင်းထိုးလာတဲ့ အင်အားရှိရာကျော်ပါတဲ့စစ်ခွေးစစ်ကြောင်းကိုချင်းဒီတပ်ပေါင်းစုနဲ့စစ်ဒေသတက်မဟာမိတ်အင်အားစုများက ခိုင်ကန်းစစ်ကြောင်းလို့သတ်မှတ်ပြီးတော့အပြည့်အံခုခံကောက်ွက်ခဲ့ပြီးလက်နက်ခဲယမ်းအချို့ကိုလည်းသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။အခုလိုခုခံတိုက်ခိုက်မှုများအတွဲမှာတော်လိုင်းရဲဝဆန်နှုတ်ကြဆုံးကတချို့လည်းဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။သို့တော်လည်းစစ်ခွေးစစ်ကြောင်းဟာအပြည့်သက်ဆုတ်ခွာသွားခြင်းမရှိသေးဘဲချင်းနေတဲ့အဝင်ငားမိုင်ကတနေရာမှာတပ်စခန်းအထိုင်ချကအင်အားဖြည့်လျက်ရှိတယ်လို့သိရပါတယ်။စစ်ခွေးတပ်ကအော်တိုဘားလခုမိုင်းကစပြီးတော့ဒီရိမ်မျိုးဘော်ကိုလေးချောင်းနဲ့စစ်ရင်အားတွေအများအပြားပြန်လည်ဖြည့်တင်းကနိုဝင်ဘာလဇန်ပိုင်းမှာချင်းနေတဲ့အဝင် ခိုင်ကန်းဘက်ကနေတိုင်းငင်းဘက်ကိုဥတည်ပြီးတော့စစ်ကြောင်းတကြောင်စတဲ့ထိုးစစ်ဆင်လာတယ်လို့သိရပါဗါတယ်အဲ့ဒီနောက်ရန်နေငယ်အတွင်းမှာတီးတိမ်မျိုးကနေတိုင်းငင်းဘက်ကိုနောက်ထပ်စစ်ကြောင်းတကြောင်နဲ့ကလေးတောင်ပိုင်းမှာဝေဘူးလဖလန်းမျိုးဘက်ကိုဥတည်ပြီးတော့စစ်ကြောင်းတကြောင်ထပ်မံထိုးစစ်ဆင်လာခဲ့တယ်လို့သိရပါဗါတယ်အချက်မှစစ်ခွေးတက်ကချင်းပြည်အဝင်းနေရာစုံကနေစစ်ကြောင်းထိုးလာတဲ့အတွက်ကြောင့်ချင်းပြည်တပ်ပေါင်းစုအနေနဲ့ စုဖွဲ့ပြီးတော့ခုခံတော်လှန်ရေးအခက်အခဲရှိခဲ့တယ်လို့ပြောပါတယ်။ဒါကြောင့်ကိုနေရကိုဖွဲ့စည်းအသီးသီးနဲ့သာခုခံတော်လှန်ကြရင်းနဲ့အင်အားမမျှတတဲ့အတွက်ကြောင့်တဖြည်းဖြည်းနဲ့ပြည်သူ့ဘက်တော်သားများရဲ့ခိမ့်ချုပ်နေရများပြန်လည်လက်လွတ်ခဲ့ရတယ်လို့အသိပေးထားပါတယ်။အဲ့ဒီတိုက်ပွဲများအတွင်းမှာတိုင်းငယ်ဘက်ကဦးတည်ပြီးတော့ထိုးစစ်ဆင်လာတဲ့စစ်ခွေးစစ်ကြောင်းကဘုံမူလမျိုးထုတ်အပါအဝင်စစ်ဗိုလ်အများပြားကိုခုခံချေမုန်းနိုင်ခဲ့ပြီးတော့ချင်းပြည်ချင်းလန်းအင်အားစုဘက်ကရဲဘော်9ဦးမြင့်မြတ်စွာအသက်ပေးလူခဲ့ရတယ်လို့သိရပါတယ်။ အခုချိန်ထိတိုင်အောင်အချမ်းမစစ်ခွေးတက်ကိုဆက်လက်ခုခံတော်လှန်နေစေဖြစ်ပြီးတော့ခရီးဆုံးတိုင်ဆက်လက်ပြီးတော့တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့သိရပါတယ်။အခုနဲ့အတွင်းအချမ်းမစစ်ခွေးတက်ရဲ့ထိုးစစ်တိုက်ပွဲများကိုချစ်တီတော်လှန်အင်အားစုများအနေနဲ့အချိန်ချင်းခုခံတော်လှန်ခဲ့တယ်လို့ CDF Civic Defense Military CDMC ရင်းသားအသိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမိုးကုတ်မြို့ပြင်အနောက်ဘက်ကိုစစ်ခွေးတပ်ကစစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့အတွက်တော်လိုင်းတပ်များနဲ့တိုက်ပွဲဖြစ်ပြီး စစ်ကြောင်းနောက်ပြန်ဆုတ်ပြေးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ29ရက်နေ့နဲ့30ရက်နေ့တွေမှာအကြမ်းဖက်ဆက်တက်ကမိုးကုတ်မြို့ထဲကိုဝင်ရောက်နေရာယူခဲ့တယ်လို့သိရပါဗျ။ဒါပေမဲ့နိုဝင်ဘာလ30ရက်နေ့ညနေပိုင်းမှာစစ်ခွေးစစ်ကြောင်းကမိုးကုတ်မြို့ပြင်အနောက်ဘက်ပိုင်းကိုစစ်ကြောင်းများကျူးဝင်လာတယ်လို့သိရပါဗျ။အဲ့ဒီနေရာများမှာတော်လိုင်းတပ်များကအထိုင်ချထားတဲ့အတွက်စစ်ခွေးစစ်ကြောင်းနဲ့တော်လိုင်းတပ်များကြား တိုက်ပွဲများဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။မိုးကုတ်အနောက်ဘက်တောင်ပေါ်ဘက်ကိုစစ်ကြောင်းတွေဝင်လာတာမြို့ပြင်မှာတော်လိုင်းတက်တွေရှိတယ်။မြို့ထဲကနေဆုတ်ခွာပေးထားရတာအဲ့ဒါကိုစစ်ခွေးတွေကမြို့ပြင်အထိထွက်ပြီးတော့စစ်ကြောင်းထိုးတာပါ။ထိတွေ့မှုဖြစ်ပြီးတော့သူတို့ပြန်ဆုတ်ပေးသွားတယ်။ပြန်လာနိုင်သေးတယ်လို့တော်လိုင်းသတင်းရင်းတွေကပြောပါတယ်။ အော်တိုဘားလ28ရက်နေ့နဲ့28ရက်နေ့တွေမှာပြည်ထနိုင်ငံအထူးကိုယ်စားလှယ်မစ္စတာတိတ်ရှီကျွမ်းရဲ့ဂျာဝင်ညှိနှိုင်းမှုနဲ့ပြည်ထနိုင်ငံကုမင်းမြို့မှာ DNL နဲ့အကြမ်းအစ်စ်ခွေးတပ်တို့အပြစ်ခတ်ရန်စဲရန်မိုးကုတ်နဲ့မိုးမိတ်မြို့ကိုပြက်လဲပေးအပ်ရန်သဘောတူညီခဲ့ကြတယ်လို့သိရပါတယ်။အဲဒီနောက်မန္တလေးတိုင်းမိုးကုတ်မြို့ကို DNL တပ်ဖွဲ့ဝင်တွေကစစ်ကောင်စီတန်းကိုပြန်လဲပေးအပ်တည်တိုင်အောင်မိုးကုတ်မြို့ကိုစစ်ခွေးလောက်ကိုမကြောက်ရောက်စေရန်အစွမ်းကိုကာကွယ်သွားမှာဖြစ်ကြောင်း တော်လိုင်းတပ်များကတရင်ထုတ်ပြန်ခဲ့သော်လည်း BNL ကမိုးကုံမြို့အတွင်းအထိကိုစစ်တပ်ကိုခေါ်သွင်းလာခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။မနေ့ကမိုးကုံမြို့ရဲ့အနောက်ဘက်ကိုစစ်ခွေးတွေကစစ်ကြောင်းထိုးလာတဲ့အချိန်တော်လိုင်းတပ်များကအချိန်မီတိရှိခဲ့ပြီးတော့စစ်ခွေးစစ်ကြောင်းကိုရွှေ့ဆက်မတိုးနိုင်ရန်အပြင်းထန်တိုက်ခိုက်ခဲ့ကြတယ်လို့သိရပါဗျ။မနေ့ကညနေပိုင်းတိုက်ပွဲမှာစစ်ခွေးတွေဘက်ကထိနာပြီးတော့ပြန်ဆုတ်သွားပါတယ်။ဒီကောင်နေမျိုးတွေကနေစစ်ကြောင်းထွက်လာတဲ့အချိန်ကလေးကဒီဘက်ကတရင်ရောက်တယ် မိုးကုံမြို့ပြင်ပတ်ပတ်လဲမှာတော်လိုင်းတက်တည်ရှိနေတယ်လို့မိုးကုံမြို့ကကင်းထောက်တဲ့နေရင်တခုကရှင်းပြထားပါတယ်မိုးကုံနဲ့မုံမိတ်မြို့က TNL ကစုတ်ခွာမှုအတွက်ကောင်းဒေတာကိုမြန်မာစစ်တပ်ကလေရင်နဲ့ဘုံကျဲခြင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုများကိုမပြုတ်လို့ရန်ဂရီပေးထားတယ်လို့သိရပါတယ် 1027ဆက်စပ်ရေးအတွဲ DNL ကမိုးကုတ်တီဘောကြောင်းမဲနောင်ချိုမိုင်းလုံးမိုင်းငော်မိုးမိတ်နန်းစံမန်တုံကုတ်ခိုင်နမ်ခမ်းနမ်မတူမျိုးများကိုတင်ပတ်ရရှိခဲ့ပြီးတော့စစ်တပ်ကကြောင်းမဲနောင်ချိုတီဘောကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့က DNL ကမိုးကုတ်နဲ့မိုးမိတ်မျိုးများကိုပါခမှန်ဆွန့်လွတ်တော့မှာဖြစ်တဲ့အတွက်ကြောင့်မိုင်းလုံးမိုင်းကော့နမ်ဆန်မန်ဒုံကုတ်ခိုင်နမ်ခန်းနဲ့နမ်မတူမျိုးများသာ TNL လက်ထဲမှာကြန့်ရှိတော်မှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းပြင်ဦးလွေမြို့နယ်မှာ NLD အစိုးရရဲ့ရတနာဘုံမျိုးတည်စီမံကိန်းကိုမင်းအောင်လှိုင်ကပြန်လည်အကောင့်ထဲပို့နေပြီးတော့မင်းအောင်လှိုင်ရဲ့တားဖြစ်သူအောင်ပြေဆောင်ပိုင်ဆိုင်တဲ့ Sky One ဆောက်လုပ်ရေးကုမ္ပဏီကစေယုံလမ်းများနဲ့အခြေခံအဆောက်အအုံများကိုဆောက်လုပ်ခွင့်ရရှိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းဒေသကြီးပြင်ဦးလွေမြို့နယ် 3000ကျေးရွာအနီးမှာရှိတဲ့မြေကတပောင်းမှာရတနာဘုံမြို့တည်စီမံကိန်းကို2016ခုနှစ်မှာစတင်အကောင့်ထည့်ပေါ်ခဲ့ပြီးတော့2020ခုနှစ်မှာဆက်လက်ပြီးတော့အကောင့်ထည့်ပေါ်ရန်ကြိုးပမ်းနေတဲ့အချိန်ရပ်ဆိုင်းခဲ့ရတယ်လို့သိရပါတယ်။ NLD အစိုးရကအထက်မြမပြည်အစိမ်းအောင်နဲ့ဤပညာဖော်ပြရေးဗဟုပြု အပန်းဖြစ်ဝန်ဆောင်မှုမြို့တက်ကိုဖန်တီးရန်ရည်ရွယ်ချက်နဲ့အဲ့ဒီစီမံကိန်းကိုစတင်ခဲ့တော့လဲ2020ခုနှစ်မှာပြန်လည်ရပ်ဆိုင်းခဲ့ရတယ်လို့သိရပါတယ်။ယခုကအကြမ်းဖက်စစ်ခွေးကောင်းဆောင်မင်းအောင်လိုင်ကရန်နာဘုံမြို့တက်စီမံကိန်းကိုပြန်လည်စတင်ခိုင်းနေပြီးတော့ဆော့လွေဝန်ကြီးဦးဆောင်တဲ့အဖွဲ့ဝင်12ဦးပါတယ်။ရန်နာမြို့တက်စီမံကိန်းကြီးကြပ်မှုကော်မတီကိုအခုနှစ်ဩဂတ်လ30ရက်နေ့မှာဖွဲ့စည်းခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစီမံကိန်းမှာစစ်ခွေးတပ်နဲ့နီးစပ်တဲ့ခရိုနီများလုံပိုင်ခွင့်ရမယ်အပြင်လက်တလုံးမှာတော့မင်းအောင်လိုင်ရဲ့တားဖြတ်သူအောင်ပြေဆောင်က ဆေးရုံလမ်းနဲ့အထက်ကအဆောက်အုံများကိုတိစောက်ခွင့်ရရှိထားတယ်လို့သိရပါတယ်။ရတနာဘုံမြို့တည်စီမံကိန်းက NLD အစိုးရလက်ထက်ကယာယီရဆိုင်းထားတဲ့စီမံကိန်းမှာအရာကိုတော့အခုပြန်ဆဖို့လုပ်နေပြီးရခင်ဆောင်ရွက်ထားတဲ့စီမံကိန်းကိုပဲပြန်လှည့်ပြီးတော့နိုင်ငံတော်စီမံကိန်းအဖြစ်နဲ့ပြန်လည်စတင်တာပါလို့နေပြည်တော်စစ်မှန်တရင်ရင်းတွေကပြောဆိုထားပါတယ်။ပြည်ဦးမြို့ကိုအထက်မြမပြည်ရဲ့အစိမ်းရောင်းတဲ့နေပြည်တော်ဖွံ့ဖြိုးရေးဗဟုပြု အပန်းဖြစ်ဝန်ဆောင်မှုမျိုး Green and Smart City Pandian ဖြစ်ပြီးတော့ရည်ရွယ်တဲ့အဲ့ဒီရတနာဘုံမြို့တည်စီမံကိန်းကိုမြို့ပြစီမံချက်များလဲရေးဆွဲပြီးစီးခဲ့ပြီဖြစ်တယ်လို့သိရပါတယ်ရတနာဘုံမြို့တည်စီမံကိန်းမှာစိုက်ပျိုးရေးကိုအခြေခံတဲ့ Agro Base Industrial Zone Research and Development Center တခုထူထောင်ရန် Education and Health Service Tourism Center လည်းပါဝင်မှာဖြစ်ပြီးတော့စေယုံများလည်းပါဝင်မှာဖြစ်တယ်လို့သိရပါဗျ။ရခိုင် NLD အစိုးရလက်ထက်ကစီမံကိန်း၃ဘိုင်းပါဝင်ပြီးတော့စီမံကိန်းအဆင့်တက်မှာဧက2000ပါဝင်ကြောင်းသိရပါဗျ။ စီမံကိန်းအပိုင်းနဲ့မှာ2919ဧကပါဝင်ပြီးတော့စီမံကိန်းအပိုင်း3မှာ4844ဧကပါဝင်ကစက်မှုစုံများအဆင့်မြင့်လူနေအိမ်ယာတံမိုးမြတာအိမ်ယာခေါကွင်းစီးပွားရေးစုံနဲ့ Agro Park Area များပါဝင်မှာဖြစ်တယ်လို့သိရပါတယ်။ရတနာဘုံမြို့သစ်စီမံကိန်းဟာ2016ခုနှစ်မှာစတင်အကောင့်ထည့်ဖော်ခဲ့တော့လဲမအောင်မြင်တဲ့အတွက်ကြောင့်2000ပြည့်နှစ်ကာလအတွင်းမှာရွတ်ဆိုင်သွားတဲ့စီမံကိန်းတစ်ခုဖြစ်ကြောင်းပြင်ရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မုံပြင်းနဲ့ရေးမြို့နယ်မှာခမရ986တပ်ကနေဖွဲ့ပြေးလာတဲ့စစ်မှုထမ်းတပ်သားတဲ့၃ဦးကိုရေးမလူတပ်ဖွဲ့ကဖမ်းဆီးရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ30ရက်နေ့မှာမုံပြင်းနယ်ရေးမြို့နယ်အခြေစားခမရ986တိုင်းရင်းကစစ်မှုထမ်းတပ်သားတဲ့၃ဦးဟာရေးမလူတပ်ရဲ့ရွှေတန်းစစ်မြန်နာနေရာကိုဖွဲ့ပြေးတင်းရှောင်လာကြတယ်လို့သိရပါတယ်။ဒါကြောင့်စစ်မှုထမ်းတပ်သားတဲ့၃ဦးကိုရေးမလူတပ်ဖွဲ့ကဖမ်းဆီးထိန်းသိမ်းထားတယ်လို့ပြောပါတယ်။သူတို့မှလက်နက်တွေပါရင်တော့မပါဘူးဗျ။လူလူပဲပြေးလာတာ တက်ရင်ကနေထွက်ပြေးလာရင်လည်းကျွန်တော်တို့ရေဘလူးစစ်မျက်နှာဖွင့်ထားတဲ့နေရာကိုအကူကြီးလာတောင်းတာပါအကူကြီးတောင်းခံလာတဲ့အတွက်ဖမ်းဆီးထိန်းသိမ်းလိုက်တာပါလို့ရေဘလူးတပ်ဖွဲ့ခေါင်းဆောင်ရေဘလူးကရှင်းပြထားပါတယ်ခမရ986တက်ရင်ကနေထွက်ပြေးလာတဲ့စစ်မှုရန်တပ်သားတဲ့၃ဦးမှာစစ်မှုရန်အပတ်စဉ်၁၂ကအသက်၂၄နှစ်အရွယ်စစ်မှုရန်တပ်သားအောင်တန်းဦးအသက်၂၉နှစ်အရွယ်တပ်သားတဲ့ရန်နိုင်ဝင်း အသက်23နှစ်အရွယ်တပ်သားတဲ့ချစ်ထွန်းတို့ဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်ဆေးခွေးတဲ့ကနိုင်ငံတော်အားမှာလူငယ်များကိုစစ်မှုထမ်းအဖြစ်နဲ့ပေါ်တာဆွဲဖမ်းဆီးပြီးတော့စစ်မှုထမ်းခိုင်းနေရာယခုခါမှာစစ်မှုထမ်းအပတ်စဉ်20ကိုရောက်ရှိလာပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။သတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းကြင်တာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစင်အနေနဲ့နားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို ် like and subscribe လုပ်ပေးထားကြဖို့အတွက်မေတ္တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ရေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးရုံနဲ့တင်တော်လန်ဟေးမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာဒီစဉ်မပြတ်အစဉ်အမြဲကြိရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းချောင်းမြို့နယ်ချောင်းမနာရွာကိုအကြမ်းဖက်စစ်ခွေးတပ်ကဂျိုင်ရိုကော့ပတာနှစ်စီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူနှစ်ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ30ရက်နေ့ညနေ3နာရီကမှချောင်းမြို့နယ်ချောင်းမနာရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ဂျိုင်ရိုကော့ပတာနှစ်စီးနဲ့နှစ်ချိန်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါရတယ်။ အကြမ်းမစစ်တပ်ရဲ့ဗုံးကျဲတခိုက်မှုအတွင်ခြေဝါနေပြည်သူဥခင်မောင်ဝင်းအပါအဝင်ပြည်သူနှုတ်ဦးတိတ်ဆုံးပြီးတော့ပြည်သူကိုအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးဒီခိုက်ဒဏ်ရာရရှိသူတွေထဲမှာ စိုးရိမ်ရတဲ့သူတွေလည်းပါဝင်တယ်လို့သိရပါဗျ။စစ်ခွေးတွေက gyrocopter နှစ်စီးနဲ့လေကြောင်းတိုက်ခိုက်မှုနှစ်ချိန်ပြုတ်သွားတာပါ။ပထမတစ်ချိန်ဘုံတလုံးကျဲချခဲ့တာပြီးသူနောက်ဦးထိမှန်သွားပါတယ်။တအုပ်ကဒဏ်ရာရပြီးတအုပ်ကသေဆုံးတယ်။ဒုတိယတစ်ချိန်ဘုံကျဲတာမှာတော့တန်ကားတော်တပားအပါဝင်ပြီးသူရှစ်ဦးထိမှန်ဒဏ်ရာရပြီးတအုပ်သေဆုံးသွားပါတယ်လို့ဒေသခံပြည်သူတအုပ်ကအတည်ပြုပြောကြားထားပါတယ်။အလားတူပဲ November လ၂ရက်နေ့ကလည်း၆ဦးမြို့ပေါ်မှာရှိတဲ့အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာအထမ်းချတပ်ဆွဲထားတယ်။အားကြမ်းစစ်ခွေးတပ်က၁၂၀မောင်းကလက်နက်ကြီး၄လုံးနဲ့ရ ရန်တမ်းပြစ်ခတ်ခဲ့ရာငါးလုံးတင်ကြီးရွာအတွင်းကိုကြက်ရောက်ပေါက်ကွဲခဲ့ပြီးတော့အသက်16နှစ်အရွယ်နဲ့22နှစ်အရွယ်အမျိုးသမီးနှစ်ဦးတိတ်ဆုံးပြီးတော့အသက်73နှစ်အရွယ်အမျိုးသမီးတဦးပြင်းထန်စွာဒဏ်ရာရရှိကာနေမိမှုဆောင်တဆောင်လဲပြက်စီးခဲ့ရာကြောင်းတရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွာ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကခင်းဝေးပြီးတော့အချက်မဲ့စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ